ဘောလူပွဲကိုရှုံးခဲ့ပေမဲ့ထိုင်းပြည်သူပြည်သားတွေရဲ့နှလုံးသားကိုအနိုင်ပိုင်းသိမ်းယူသွားခဲ့တဲ့နေမျိုးလေးကအကြောင်းသားလူငယ်ထိုင်းဘောလုံးအသင်းဘောလုံးပွဲမှာအနိုင်ရခြင်းဟာအရေးကြီးဆုံးရည်မှန်းချက်ဖြစ်ပေမဲ့တခါတရံမှာရှုံးနိုင်ခြင်းဟာအောင်မြင်ခြင်းထက်ပိုမိုကြီးမားတဲ့အခြေအနေတွေကိုဖန်တီးပေးနိုင်ပါ ರೀ ထိုင်းနိုင်ငံရဲ့တမိုင်းဝင်ဘောလုံးပြိုင်ပွဲတစ်ခုမှာဒီလိုထူးခြားတဲ့အဖြစ်အပျက်တစ်ခုတကယ်ကိုဖြစ်ခဲ့ပါ ರೀ ချာချင်းဆောင်ပြည်နယ်ကမောင်ချောင်ဝီဒီယ ကျောင်းပေါ်လုံးအသေးငယ်လေးတစ်ခုဟာကြီးမားတဲ့အိမ်မက်တင်နဲ့ပြိုင်ပွဲဝင်ခဲ့ပြီးဘောလုံးပွဲမှာရှုံးနေခဲ့ပေမယ့်ထိုင်းပြည်သူပြည်သားတွေရဲ့နှလုံးသားကိုတော့အပြီးပိုင်ဒိမ့်ပိုက်ယူသွားနိုင်ခဲ့ပါသည်။ချာချင်းဆောင်ပြည်နယ်ကဒီအကြောင်းအသေးလေးဟာနိုင်ငံရဲ့အကြီးမားဆုံးဘောလုံးပြိုင်ပွဲတွေကတစ်ခုဖြစ်တဲ့ Thai Youth Football Tournament လို့မျိုးပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာပါ။ဒီအသင်းကနိုင်ငံရဲ့မြို့ကြီးပြကြီးကနာမည်ကြီးအကယ်ဒမီအသင်းကြီးတွေနဲ့နှိုင်းယှဉ်ရင်အရင်မြင့်ငွေကြီးနဲ့လေ့ကျင့်ရေးစခန်းတွေမှာအလွန်နှိမ့်ကြတဲ့အခြေအနေမှာရှိပါသည ပြီးတော့သူတို့နေတဲ့နေဘက်မှာဘောလုံးကွင်းရဲ့လို့လေ့ကျင့်စရာတော့မရှိခဲ့ပါဘူး။ဘောလုံးကွင်းကိုလာဖို့အတွက်လည်းသူတို့ရဲ့နီးပြကိုယ်တိုင်မောင်းတဲ့ကားအုပ်လေးသာစီးနှင်းလာခဲ့ကြရပါသည်။ဒီကလေးတွေတက်နေကြတဲ့အကြောင်းဟာတာမန်နေမျိုးလေးကအကြောင်းတစ်ကြောင်းဖြစ်ပြီးကစားသမားတွေကလည်းပဲအားကစားအတွက်အထူးအထောက်ပံ့ရဲ့လို့မရရှိခဲ့ကြတဲ့သူတွေပါ။ဒါပေမဲ့သူတို့မှာအနိုင်ယူလို့တဲ့တောက်လောင်နေတဲ့စိတ်ဓာတ်တစ်ခုတော့အပြည့်အဝရှိနေခဲ့ပါသည်။ပြိုင်ပွဲတစ်လျှောက်လုံးမှာဒီအသင်းငယ်လေးဟာအန်အိုးစရာကောင်းတဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပါသည်။ဂျီမာရဲကလပ်အသင်းကြီးတွေ အစွမ်းထက်တဲ့ကစားသမားတွေပါဝင်နေပြိုင်ဘက်အသင်းတွေကိုစတိုက်ဆိုသလိုအနိုင်ယူခဲ့ပြီးဘသူမှမျှော်လင့်မထားတဲ့အံွယ်ဖြစ်ရက်တွေကိုတစ်ခုပြီးတစ်ခုဆိုသလိုစတိုက်ကိုဖန်တီးပြခဲ့ပါသည်သူတို့ရဲ့ဇွဲနဲ့အသင်းလိုက်ညီညွတ်မှုတွေကြောင့်ဒီအသင်းဟာနောက်ဆုံးမှာအဆင့်ဆင့်ကျော်တက်ပြီး final ဘောလူပွဲထိတက်ရောက်နိုင်ခဲ့တဲ့အတွက်ထိုင်းဘောလုံးလောကတစ်ခုလုံးကိုတော့မှတုံ့နှုတ်သွားစေခဲ့ပါသည်ဒီလိုနဲ့ဘောလုံးပွဲကိုရောက်တဲ့အခါမှာတော့ဒီအသင်းငယ်လေးဟာခံမှန်းထားကြတဲ့အတိုင်းပဲ အတွေ့အကြုံနီးပညာနဲ့အရင်းမြစ်တွေအားလုံးမှာတာလွန်နေတဲ့ပြိုင်ဘက်ကိုရှုံးနိမ့်သွားခဲ့ရပါသည်။ရှုံးနိမ့်ခဲ့ပေမဲ့လည်းဒီចောင်းသားလေးတွေရဲ့ဇာလန်ဟာထိုင်းပြည်သူတွေရဲ့စိတ်ထဲမှာတော့ကြီးမားတဲ့အောင်ပွဲတစ်ခုလိုဖြစ်သွားခဲ့ပါသည်။ဘာကြောင့်လဲဆိုတော့သူတို့ဟာစီးပွားရေးရအားနေတဲ့အများရဲ့အာယုံစိုက်မှုမရတဲ့နေဒေသတစ်ခုကနေရောက်ရှိလာပြီးကြီးမားတဲ့အိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့အတွက်ပဲဖြစ်ပါသည်။ဒီဘွဲကိုလည်းထိုင်းနိုင်ငံတနိုင်ငံလုံးကလာကြည့်သလားထင်ရလားအောင်ကွင်းပြေကွင်းရှံအားပေးခဲ့ကြပြီး လက်ရှိမှာထိုင်းနိုင်ငံရဲ့မီဒီယာတော်တော်များများဆိုရှယ်မီဒီယာစာမျက်နှာတော်တော်များများမှာနာမည်အကြီးဆုံးတဲ့ Trump ဖြစ်ဆုံးအရာတစ်ခုတော့မှဖြစ်လို့နေပါရီဒီအသင်းရဲ့ဇာတ်လမ်းကထိုင်းပြည်သူတွေရဲ့စိတ်ခွန်အားနဲ့မျှော်လင့်ချက်တွေကို ပေးစွမ်းခဲ့ပါရီထိုင်းမီဒီယာတွေနဲ့လူမှုကွန်ရက်တွေဟာဒီကလေးတွေရဲ့ယူသားရဲ့ကြိုးစားမှုအားမလျှော့တဲ့စိတ်ဓာတ်နဲ့နိုင်ယူလိုစိတ်တွေကိုချီးကျူးဂုဏ်ပြုခဲ့ကြပါရီသူတို့ရဲ့ဇာတ်လမ်းဟာဘလောက်ပဲအခြေအနေဆိုးရွားနေပါစီ အိမ်မက်ရှိရင်အောင်မြင်မှုရနိုင်တယ်ဆိုတဲ့သင်ခန်းစာကို ပြသနေတဲ့အတွက်ဒီကျောင်းအသင်းငယ်လေးဟာတနိုင်ငံလုံးရဲ့ချစ်ချင်းမြတ်တာနဲ့လေးစားမှုကိုအပြည့်အဝကိုရရှိသွားခဲ့ကြတာဖြစ်ပါသည်။ညီကောင်းကျောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ဒီချာချင်းဆောင်ကကျောင်းပေါ်လုံးအသင်းငယ်လေးဟာဘောလူပွဲမှာရှုံးနေခဲ့ရပေမဲ့အဲ့ဒီရှုံးနေမှုကပဲသူတို့ကိုသူရဲကောင်းတွေအဖြစ်ပြောင်းလဲပေးခဲ့ပါသည်။သူတို့ဟာဘောလုံးဝင်းထဲမှာမဟုတ်ဘဲထိုင်းပြည်သူတွေရဲ့နှလုံးသားပိုင်နက်ကိုအနိုင်ယူနိုင်ခဲ့ကြတာဖြစ်ပါသည်။ ဒရီယဇလန်ကအားကစားရေးစစ်မှန်တဲ့တန်ဘူးကိုဖော်ပြနေပြီးယူသားရဲ့ဇွဲလုံးလာဟာခင်းမိတဲ့ဤပညာနဲ့ငွေကြေးတွေထက်ပိုအင်အားကြီးမားတယ်ဆိုတာကိုကဘာကြီးကိုတတ်သိပြသွားခဲ့ပါသည်